။ဇာမေ။အော်ကိုဇော်ဘုံဟင်းကိုလော်ခဲ့တယ်များ။အခုမှတူမှန်နေပါလားဆိုပြီးပြန်တောင်းပန်ရမလို့လို့။တကယ်တော့ကိုဇော်ဘုံဟင်းညံကောင်းသွားခဲ့တာဗျ။ကိုဇော်ဘုံဟင်းအရှိကို69ကွက်လောက်ကြုံမြင်သွားပြီးသဘောပေါက်သွားခဲ့လို့ငါးနဲ့ကြီးကန်လို့အကွက်တွေပေါ်ညံစင်ပြီးအဖမ်းခံသွားခဲ့တာ။တူထက်အရင်ကြိုပြီးညံကောင်းသွားခဲ့တဲ့သူတွေကတော့ဦးရဲထွတ်ဒေါက်တာနေဆိုးမောင် ပြီးတော့တက်ကြုတ်ကြီးကခွေးကြုတ်ကြီးချီပဲစားဆိုတဲ့ငါးမင်းဆွေနဲ့ထောင်ကထွက်လာတာတောင်ဘာမှမပြောတော့တဲ့ယာစာတို့ပေါ့အေးသူတို့တွေထဲကကူမညာအကောင်းဆုံးကတော့ကျွန်တော်တို့မျိုးချစ်တွေအာရန်ကိုခဲ့ကြရတယ်ဦးမင်းခေါင်ကြီးပဲသူသာရှိသေးရင်ငါတို့မျိုးချစ်တက်မတော်ကြီး6နှစ်သားတောင်ဖမ်းပြနေပြီဟဲ့ဆိုပြီးတော့တမျိုးရဲရဲတောက်အမျိုးသားရဲသမားတွေပါအနေစားမချောင်ဖမ်းပြနေပြီဟာဆိုပြီးတော့တဖုံး မြင်တွေ့ပြီးကဘာပြင်းအောင်သူထွက်ပြေးသွားလောက်တယ်။ကျွန်တော်မလောက်ရဲတာဘာမှမရှိဘူးဆိုပြီးကြွေးကြော်ထားခဲ့တဲ့တက်ချုပ်ကြီးကိုဒါမှငါတို့တက်ချုပ်ကြီးกว่าဆိုပြီးလက်တီလက်မောင်းတန်းအာနာသိန်းအထိမ့်မဲ့ပွဲတော်လောက်ခဲ့ကြတဲ့သူတွေလေ။အခုဆိုလူမစုံတော့ဘူး။တေတဲ့လူကတေးအဖမ်းခံရတဲ့လူက အဖမ်းခံရနဲ့ဖာတန်းမီးလောင်တယ်လို့ပဲတောက်ကျိုးနေတွေကိုဖြေးလို့ပြောရရင်တက်ထောက်ခံသူတွေဘွားကအခါခါယင်ကွဲရတယ် ဘဘကြီးကဖမ်းဟိုဘက်ကဗဒက်တွေကလည်းဖမ်းဒါတော့အောင်တော်လင်ရေးကြီးမပြီးသေးလို့ပြီးများပြီးသွားခဲ့ရင်ဘသူကမှအဖေခေါ်ခွင့်မရှိတော့တဲ့အတွက်ပြီးပြေးရအောင်မမပြေးနိုင်တဲ့ကောင်ကခံပေါ့အခုတော့မပုတုမဟာသွေးကြီးပြေးနေရပြီတဲ့တည်င်းတွေတက်လာနေတယ်ဒါကြောင့်ဒီအခြေအနေကိုရိုက်မိတဲ့ညံနေနေမြင့်နေမျိုးချစ်တွေအခုတလောတင်နေတဲ့ post တွေမှာမပိကျော်နှံ့တွေလှန်လှန် ရနေရခြင်းအကြောင်းတရားကလည်းဒါကြောင့်ပဲအာနာရှင်စနစ်ဆိုတာအင်မတန်ဆိုးရုပ်ကြောင်းဘပလိုင်တဲ့တက်မတော်ကြီးကလက်တွေ့ကြကြကျင့်သုံးပြလိုက်တဲ့စေတနာနဲ့မြစ်တာတွေကြောင့်တချို့မျိုးချစ်တွေအချိန်နဲ့အမှန်ကိုသိလာကြပြီပြောရရင်တော်လန်ရဲ့အစမှတုန်းကတော်လန်ရဲ့ဘတ်တော်သားမန်းလူတိစီဖို့905ကကြီးကအရေးကြီးသလိုအခုအခါမှာလည်းညံကောင်းသောမျိုးချစ်တချို့အတွက်တက်ထောက်ခံသူစစ်စစ်မဟုတ်ကြောင်းအယောင်ချို့ဖို့အတွက် 66ဂါဂျီကလည်းအသက်ထက်သမျှအရေးကြီးလာပါတော့တယ်။တတွင်းအမှန်တွေတင်ဆက်ပေးနေတယ်။ဒီဘောစီတိုင်း